ီကနေ့ဖေဖေမေမေတွေအမေးများတဲ့တချေကအောက်ဆိုဖိုနစ်ကိုခြေခံပြီးတင်တာလားဂျော်လီဖိုနစ်ကိုခြေခံပြီးတင်တာလားဆိုပြီးတော့မေးချတဲ့မေးခွန်းလေးကိုဒီနေ့ဖြေပြပါမယ်။ဘာလို့လဲဆိုတော့ဖိုနစ်ကမြန်မာပြည်မှာနာမည်ကြီးတဲ့ဖိုနစ်ကနှမျိုးရှိလူတို့များတဲ့ဖိုနစ်ပေါ်ရှင်တနည်းအားဖြင့်ဆိုနှမျိုးရှိရဖြစ်တဲ့အတွက်ဂျော်လီရောအောက်ဆိုကနှစ်ခုစလုံးကောင်းပါတယ်။အဲ့တော့သူတို့နှစ်ခုစီမှာအာသာချက်အာနာချက်ကိုစီတွေရှိကြတယ်။အဲ့ဒီတော့ကျမတို့ကဒီသူတို့နှစ်ယောက်အာသာချက်အာနာချက်ကိုဘယ်ထိတင်မှာပို့ပြီးသိရမလဲဆိုတော့အဆုံးထိသွားတဲ့အခါအောက်ဆိုဖိုနစ်ဆိုရင်ငါးထိသွားတဲ့အခါမှာအာသာချက်အာနာချက်အဆုံးထိသိရမယ်ပေါ့နော်။အဲ့ဒီတော့ အပေါ်ပြီးတော့မြန်မြန်ဆန်ဆန်စာကိုဖတ်တတ်သွားစေတာကတော့ Jolly Phoenix ကပို့ပြီးတော့လှင်မြန်တယ်။ဘာဖြစ်လို့လဲဆိုတော့သူက Book 1မာတင်ပဲကျမအရင်လေးကပြောသလိုပဲ Book 1မာတင်ကိုပဲ Phoenix မှာအကုန်သင်ရမယ်။အောက်ဆိုးမှာလည်းသင်ရမယ်။ Jolly မှာလည်းသင်ရမယ်။52တန်းသောအင်္ဂလိပ်စာကိုကိုယ့်ဘာသာကိုဖတ်နိုင်စေဖို့အခြေခံ reading ကိုရစေမယ်ပေါ့နော်။အဲရစေမယ်ကျမတို့ခါလေးကို52တန်းလေးကိုသူကတစ်ခါတည်းနဲ့သင်ပေးလိုက်တယ်။ အောက်ဆုံးမှာကျတော့သူကငါးအထိကိုမပြီးနိုင်သေးဘူးအတန်တွေကိုဖြည်းဖြည်းဖြည်းချင်းသူကအကုန်လုံးငါးအုပ်ထိကိုပဲ52တန်ကိုသူကချက်ပြီးထည့်ပေးထားတယ်အဲ့တော့ငါးအုပ်မြောက်ရောက်တဲ့အခါမှာသူက၄၀နှစ်တန်ကုန်ပါလိမ့်မယ်ပြီးရင်သူကဘာပါတယ်လဲဆိုတော့ alternative ကိုအရင်ဆုံးသူကဒီမှာတင်ရတယ်စာအုံ၃ရောက်ပြီဆိုတာနဲ့ book 3လောက်ရောက်ပြီဆိုတာနဲ့ oxophonic book 3ဆိုရင်ပဲ alternative ကိုတင်ရတယ်ဂျော်လီကတော့သူကရိုးရှင်းတယ်၄၀နှစ်တန်အရင်ဆုံးကျွန်တော်တို့ကလေးတွေကောင်းတဲ့ထည့်ပေးလိုက်တယ်အဲ့ဒီတော့ကျွန်မတင်တဲ့ပုံစံက oxophonic နဲ့ဂျော်လီနဲ့နှစ်ခုစလုံးကြီးကောင်းတဲ့အရာလေးယူလိုက်တယ် ဲ့တော့ out jolly မှာကြတော့ book 2ကနေ book 3အထိကို alternative ကအဲတစုတည်းစုမထားဘူးအဲ alternative အတန်နှလုံးလောက်မိတ်ဆက်ပြလိုက်တယ် spelling နှမျိုးပေါ့เนาะအတန်ကတော့ a ပဲ A alternative ပဲเนาะ long power A ဆောင်ရဲ့ alternative ပဲဒါပေမဲ့ तू ကအကုန်လုံးအဆုံးထိမပါဘူး book 2မှာတစ်လုံးနှစ်မျိုးလောက် book 3မှာတစ်မျိုးနှစ်မျိုးလောက်အဲ तू ကအဲ့လိုသင်ပေးတယ်အဲ့တော့ جماعه အဲ့ဒီဟာကိုလည်း جماعه ရှည်တယ်ထင်လို့ جماعه မကြိုက်ဘူး جماعه သင်တဲ့ပုံစံက جماعه ကလေးကိုလည်း جماعه သားကြီးကိုလည်းအဲ့တိုင်းသင်တဲ့ခါစာဖတ်နှုံးကမြန်သွားတာတွေ့ရတယ်အဲ့ဒီတော့ جماعه ဘလို့သင်လဲဆိုတော့ Jolly နဲ့52တန်သင်ပြီးလုံးကိုအရင်သင်လိုက်တယ် Jolly ရဲ့ကောင်းချောင်းကတော့ဘဲကဖောက်မီဖောက်မီကလေးကို pre-school အရွယ်အရွယ်ကလေးကသင်ထားတယ်ဆိုရင် A to Z ကိုဘဲကဖောက်မီဖောက်မီအခြေခံ foundation ကိုတော်တော်လေး ရစီတာတွေ့ရတယ်။သူစလုံးထောက်တာနဲ့သူကအုပ်စုလိုက်သွားတာဖြစ်တဲ့အတွက် A to Z ကိုမသွားဘဲနဲ့အဲကျွန်တော်တို့က group alike လေးသွားတာဖြစ်တဲ့အတွက်ရှင်။ ကလေးကဘဲကနေဖောက်မိဖောက်မိ ABCD ရသွားရောမိနေဒီမကွဲစီတာတို့ကွဲအောင်တင်တင်လို့ရနေဒီအများကြီးပါတယ်ကြော်လီမှာကလေးတွေတွေ activity လေးတွေအများကြီးလုပ်လို့ရတဲ့အရာတွေပါတယ်ဒါပေမဲ့တေချာတာတခုကတော့ဒီစာအုပ်ထဲမှာပါတယ် Jolly Phonics ကိုဂိုင်းပြီးတင်သည်ဖြစ်စေ Also Phonics ကိုဂိုင်းပြီးတင်သည်ဖြစ်စေအောက်ထဲမှာပါတယ်တင်ကြမှုတခုရတယ်ကျွန်တော်တို့တင်လို့မရဘူးဆီယမချင်းကက်သူမေမေကအပြင်မှာတိတ်တန့်တင်ထောက်ကိုလုပ်ပြရမယ်တင်ထောက်ကိုဆိုလဲမျက်စိတွေနားတွေရန်ကြီးမကြည့်သွားနဲ့ခက်ခဲတယ်မထင်လွယ်လွယ်လေးအဲကျွန်မအဲ့ဒီဗီဒီယိုလေးကိုဒီနေ့မှဝင်မနေ့ကဖြစ်အောင်တင်ပေးမယ်ကျွန်မသားငယ်လေးကိုစာဖတ်တတ်ဖို့ဒီလိုလေးပဲ စာရွက်ကလေးပုံမှာစာရွက်အဲအရင်တော့ရေးထားတဲ့ ledger စာရွက်ကလေးပုံမှာလက်ရင်းနဲ့ရေးပြီးတော့ခါနဲ့လည်းဖတ်တတ်တာပဲအဓိကကကျွန်တော်တို့ tricky word ကိုကောင်းကောင်းသင်လိုက်ရင်ကလေးကစလုံးစာကြောင်းတွေ sentence တွေဖတ်နိုင်သွားပြီရှင်။ Okay အဲ့ဆိုလိုရင်းဆက်သွားမယ်။အဲ့ဒီတော့ jolly နဲ့လည်းကျွန်မအတိအအဆုံးထိမသွားဘူး။အောက်ဆုံးနဲ့လည်းမသွားဘူး။ reading ဖတ်တဲ့အခါတော့ oxophone မှာကတော့အယောင်သွေးလေးတွေစုံတယ်။ဒီလိုမျိုးလေးတွေချစ်စရာလေးတွေပါတာဖြစ်တဲ့အတွက်ကျွန်မက oxophone နဲ့သွားတယ်။ဒါဆိုရင်ဒီချက်က oxophone တိုင်းအကုန်လုံးသင်ခန်းစာတွေသွားရလားမသွားဘူးကျွန်မရှိမှပြတ်တော့ပဲ။စာရင်းသူတို့ကို letter sound တွေကိုမြန်မြန်သိသွားဖို့အတွက် no words တွေက ိုသူတို့မီကိုကင်းကင်းနဲ့ဖတ်နိုင်သွားဖို့အတွက် Jolly Phonics ရဲ့42 letter sound method အတိုင်းပဲကျွန်မကသူတို့ကို group ခွဲပြီးတော့တင်လိုက်တဲ့အခါသူတို့က letter sound တွေနေမှာတည်သွားပြီးစလုံးတွေကနေ blend လုပ်ထိုင်တယ် blend လုပ်နိုင်ပြီး sound နဲ့ဖတ်တဲ့ဘက်ကိုကျွန်မရဲ့တင်ကိုကိုတိုင်းတီထွင်ချမ်းသာထားတဲ့ကိုနီလန်လေးနဲ့ပြန်တင်လိုက်တယ်အဲ့တော့ sound နဲ့ဖတ်တဲ့သွားတယ် sound နဲ့ဖတ်သွားရင် short story ဖတ်တဲ့သွားပြီးအဲ့တော့ short story ဖတ်တဲ့သွားပြီးဆိုတဲ့အခါမှာသူတို့ကျွန်မ long power sound တက်တော်တော့သွားပြီးတယ် long vowel sound သွားတဲ့အခါမှာလည်းသူတို့ rules လိုက်တခါတည်းပဲ a e i o u ဆိုတဲ့ vowels ငါးလုံးရဲ့အတန်တွေကိုသွားပြီးလိုက်တယ် နော်ဒီဗီဒီယိုမှာကျမကကျမပြောတဲ့အရာတွေကိုတကယ်သားရှေ့ကို click နဲ့ကြုံမြင်နေတဲ့သူဆိုရင်စာဘလို့သင်ရမလဲဆိုတဲ့အဖြေကိုတခါရရသွားမှာဖြစ်ပါတယ်။အဲ့လောက်ထိကိုအလကားပေးထားတာဖြစ်ပါတယ်နော်။အဲ့ဒီတော့ okay ဒါဆိုရင်အဲ့ဒီ long over sound နဲ့တွားပြီးတဲ့အခါကျမအဲအဲ့ဒါဆိုတော့တော့ level 1ဆိုပြီးပြီးသွားကျမက level ခွဲနေရတယ်မိကြရလေ။အဲ့ဆိုရင် Jolly Phonics မှာ book 1ပြီးသွားပြီအဲ့ဒီ long over sound ပြီးသွားအဲ့တော့ level 1အနေနဲ့မိမိတွေ စာအုပ်နဲ့ခွဲခွဲ level ခွဲမယ်ဆိုရင်ဒီမှာချုပ်တင်ပြောပြရစီ level 1 2 3ကျမရှာရှိပြီးခွဲထားတာမဟုတ်ပါဘူးဒီမှာဒီထဲမှာပါတဲ့အတိုင်းအရှိကစီနီယာတွေကဒီလိုဒီလိုဒီလိုလေးနဲ့ပဲခွဲခွဲထားတာ online မှာလည်းမြင်လို့ပြပြရချင်းဖြစ်ပါတယ်တချို့တွေကကျတော့ဂျေဝင်ပြီးတော့နင်ခွဲတာနင်ကဘာတိလို့ခွဲရလဲဆိုပြီးလာပြောကြတာတူရှိတယ်ဖြစ်တယ်တခါလေးပြပြရချင်းဖြစ်ပါတယ်เนาะကျမအပေါ်မဟုတ်ပါဘူးရှင်အဲ့တော့ကျမက book နဲ့ပဲသွားပါမယ်အဲ့တော့ book 2နဲ့ book 3ကိုသင်တော့မယ်ဆိုရင်အဲအဲ့ဒါဆိုကျမတို့ကနောက်ထပ် level တစ်ခုထပ်ပြီးတော့တက်တယ်လို့ပြောလို့ရတယ်ပေါ့เนาะကျမအနေနဲ့ကတော့အဲ့ဒါကိုအဲနောက်ထပ်ဆီယမ်မတွေတော်တော်များများသုံးလုံးနဲ့ advanced လို့လည်းသုံးလုံး ကျွန်မကတော့ alternative တွေတည်တဲ့အင်္ဂလိပ်စာကို independence reading life ကိုဖတ်တတ်ခြင်းနဲ့ independence reading life လို့ဒီနေရာမှာသုံးလုံးလို့လဲဘာလို့မြဖတ်တတ်မှာမို့လို့လဲတက္ကသိုလ်စာတွေဖတ်တတ်မှာမို့လို့လားမပြောပါနဲ့ကျမတို့မှာစာမအုပ်ကဌာနမှာကနှစ်ခုရှိတယ်အခြေခံပညာဌာနအစိမ့်ပညာဌာန ဟုတ်တယ်ဟုတ်ဒါတော့အဲ့တော့အခြေခံပညာမှာရှိတဲ့စာတော့တော့မမြောက်ကျွန်တော်တို့ဖတ်နိုင်သွားမယ်အစိမ့်ပညာမှာရှိတဲ့စာတော့ဘယ်လိုဖတ်နိုင်မလဲကတိကသက်ပြောမှာကျွန်တော်ပြောထားတာဒါဆိုရင်အခြေခံပညာမှာကော12တန်းစာတဲ့ကိုဖတ်နိုင်သလားကလေးလေး6နှစ်ကလေးလေး12တန်းစာဖတ်နိုင်မလားဒါပေမဲ့သူ့ကို12တန်းစာရောက်တဲ့အခါသင်ပေးဖို့တော့ကျွန်တော်တို့အခြေခံလေးတွေကိုခုကလေးကနေကျွန်တော်တို့ငငယ်တော့အလိုကြက်ကြက်ပြီးတော့သင်စရာမလိုဘဲနဲ့အင်္ဂလိပ်စာကိုပျော်ပျော်ရွှင်ရွှင်လေးနဲ့ကိုပါတော့နော် fun ဖြစ်ပြီးတော့ learning လုပ်သွားဖို့ပဲရည်ကြီးတယ်အဲ့လိုလုပ်နိုင်ဖို့ကအာမခံတယ်လုံးဝလုပ်နိုင်တယ် သိကြတဲ့အင်္ဂလိပ်စာကြီးကြောက်စရာဘာသာမဟုတ်ဘူးဆိုတော့သူသိသွားမယ်။ဘာလို့လဲကျွန်တော်တို့ကအင်္ဂလိပ်စာကိုဖတ်နိုင်ပြီဆိုရင်ရေးနိုင်ဖို့ကလွယ်လွယ်လွယ်သွားပြီ။အဲ့တော့ဖတ်နိုင်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီဖတ်နိုင်တယ်ဆိုမှတော့နှုတ်ကကျွန်တော်တို့ရဲ့ pronunciation လေးတွေကောင်းလာမယ်။ pronunciation ကောင်းလာရဆိုတဲ့အတွက်အဲမိမိတွေအကုန်လုံးမေးကြတဲ့ four skills ဆိုပြောကြတဲ့ speaking class ကိုကျွန်တော်တို့တွားထားမယ် join မယ်ဆိုရင်ဆင်ပြေသွားတယ်။တချို့ဆိုရင် speaking ရနေပြီ pronunciation လုံးဝမကောင်းတဲ့အခါကျွန်တော်တို့အနေနဲ့နားထောင်ရတာ perfect မဖြစ်ဘူး။အဲ့တော့အဲဒါမဲ့လည်း blue ချစ်နေပြီစေ။အော်တစ်ဖက်သူနားနားလဲဖို့အဓိကငါတို့ပြောနိုင်တယ်လေနှုတ်သွက်တယ်လေဆိုတဲ့အချက်လေးနဲ့ဒီမဲ့ဘာဖြစ်ဖြစ် speaking ပြုတ်ရတာလည်းကောင်းပါတယ်เนาะဒါပေမဲ့အင်္ဂလိပ်စာကိုအခြေအခြေခံကြက်ကြက်နဲ့တွားကျင်နေဆိုရင်เนาะကျမတို့ကဒီအင်္ဂလိပ်စာ reading ကို ကျက်စီရမလို့ပဲနဲ့အလွတ်ကျက်စီရမလို့ပဲနဲ့ဖတ်နိုင်ဖို့ကတော့ဒီ phonics နီလန်မှာတပါအောက်ဆိုတို့မို့ jolly phonics နီလန်တခြားသော phonics တွေရှိသေးရဲ့အဲ့ဒီဟာမှာတပါတခြားသောနီလန်သင်နည်းမရှိပါဘူးရှင်။ဒါဆိုရင် okay အဲ့တော့ကျွန်မသင်တန်းလေးမှာရှိမှပြောသွားသလိုပဲ jolly ရဲ့နီးနဲ့လည်းကျွန်မအသီးသန့်မသိဘူးအောက်ဆိုရဲ့နီးနဲ့လည်းမသိဘူး jolly phonics စာအုပ်တစ်ခုတည်းအဲဒီထဲမှာပါတဲ့ sentence တွေသင်ဦးနေလဲကျွန်မတို့ကလေက fluency စာကိုကောင်းကောင်းမဖတ်တတ်သွားနိုင်ဘူး။ဒါကြောင့်ကျွန်မသင်တန်းလေး join မယ်ဆိုရင်မိမိတွေကိုကျွန်မကိုယ်တိုင်လှုပ်ထားတဲ့ကလေးကိုနော်သူတို့ရဲ့ level လေးသူတို့ရဲ့အသက်အရွယ်လေးရဲ့ license sentence လေးတွေကိုကိုယ်တိုင်ဒီစောက်ထား ားပေးတယ်။ကိုအရှိမတင်ခဲ့တဲ့တင်ကြားရေးအတွက်ကြောင့်ညီအများကြီးတဲကမှာကောင်းလို့ရရာလေးတွေရောဒီ freelance တင်ကြားရေးအတွက်ကြောင့်ရောဟိုမှာအစိုးရဝန်ထမ်းဘဝရလာခဲ့တဲ့တင်ကြားရေးအတွက်ကြောင့်ရောအကုန်လုံးပေါင်းဆက်ပြီးတော့ကလေးတွေအတွက်ပြောစရာကောင်းအောင်တင်ကြားပေးတာဖြစ်ပါတယ်။ပြီးရင်အခုဒီထဲမှာ baby meme တွေ4 to 5เนาะ 4+ ကနေ 5+ h meme တွေ y a to z ဘယ်ကဖောက်မိဖြစ်မရကျင်တဲ့ meme တွေအများကြီးရှိကြပါလိမ့်မယ်။ဒီ video ကြည့်ပြီးသားရဆိုလို့ရှိရင်နောက်တစ်ခုက ဘီနဲ့ဒီမကွဲတာတွေကိုကွဲအောင်တင်သိကျင်တဲ့မေမေတွေခြေခံရတဲ့မေမေတွေရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်မအခုဒီဒီ class ကိုလာအပ်လို့မရတာကိုလူပြည့်တော့ပါပြီ၃လပိုင်းဆမ်းမမှာလာအပ်ချင်တယ်ဆိုလို့ရှိရင်တော့မေမေတို့ကျွန်မရဲ့ဒီကျွန်မတို့ဒီ Twitter platform တီးတီးမှာ TikTok Messenger အဖြစ်စေ Facebook Messenger အဖြစ်စေ YouTube မှာဆိုရင်လည်း Viber Phone နဲ့ပဲကျွန်မ page မှာတင်ထားတာရှိပါတယ်ကျွန်မရဲ့ channel ထဲမှာပေါ့နော်အဲ့ဒီမှာသွားပြီးတော့ကြည့်ပြီးတော့ Viber မှာလာပြီးမေးလို့ရတယ်အဲ့အဲ့မှာအတန်းလေးစုံစမ်းလို့ရပါတယ်လို့ဒီအခုအခု November 22မှာဖွင့်မဲ့ class မှာတော့ကလေးတွဲနေရရှိတော့ပါဘူးလူပြည့်တော့ပါပြီရှင်နော်အဲ့တော့ကျွန်မတင်တဲ့ကို တွေ့မှာဆိုရင်တခါတည်းဒီကနေကြည်ထားပေးပါ Oxford နဲ့လည်းမသိဘူး Jolly နဲ့လည်းမသိဘူးဒါပေမဲ့ reading အတွဲကောင်းကျင်နေဆိုရင် Oxford Phonics ကိုဝယ်လို့ရဝယ်လို့ရတယ်ဒါပေမဲ့ Oxford Phonics နဲ့မဝယ်သေးဘူးကျွန်တော်တို့ story တည်တဲ့စာအုပ်တွေပဲဝယ်ခြင်းတကယ်စလုံးနေရတဲ့တကယ်ဖတ်တာနဲ့သင်လို့ရပြီအဲတကယ်တကယ်သင်တဲ့ဖတ်တာတော့မှမလားဖတ်တတ်သွားတယ်ဒါဆိုရင် story တည်တဲ့မဝယ်မယ်ဆိုရင် story စာအုပ်တွေကျွန်တော်တို့ပြင်ပါမှာရှိတယ်နောက် at Phonics level နဲ့ like တဲ့ Oxford Oxford Phonics story book လည်းရှိတယ် Jolly Phonics series story book လည်းရှိတယ်အဲ့လို story လေးတွေပုံမြင်စာအုပ်တွေဝယ်ပြီးတော့ဖတ်ခိုင်းရင်လည်းရတယ်အဲ့တော့နောက်ကျမှဝယ်ခြင်းလည်းရတယ်အခုတခါလည်းနဲ့ စလုံးလေးတွေအိမ်မှာဖတ်ဖို့အတွက်အဲဆိုလို့ရှိရင်တော့ level 1ကျွန်မတင်တဲ့တမကျွန်မတင်မဲ့ Jolly Phonic 42 letter sound အတွက်ကတော့ သင်စာအုပ်က1နဲ့3ဆိုရင်ရတယ်1နဲ့3ပေါ့နော်တစ်ကမလို့တော့ဘူးတူညီတာဖြစ်တဲ့တစ်ကိုညီမမထည့်တော့ဘူးအဲ့တော့ပတ်စံကုန်နေပေါ့နော်ပို့ပြီးတော့အဲ့တော့1နဲ့3နှစ်မ3ပါတော့အကုန်မပါဘူးဘာလို့ဆိုတော့3မှာ long hours sound နေပြင် alternative တွေလည်းပါတာဖြစ်တဲ့အတွက်3ကအဲ့ရရောတင်လို့မရသေးဘူးပေါ့နော်ကလေးကိုလွယ်လွယ်ကူကူလေးနဲ့ရှင်းရှင်းလင်းလင်းကနေတစင်ချင်းတစင်ချင်းသွားကျင်တာဖြစ်တဲ့အတွက်သူများတော့မသိဘူးနော်ကျွန်မတင်တဲ့ပုံစံပြပြတာအဲ့လိုလေးသွားကျင်တာဖြစ်တဲ့အတွက်ကျွန်မက3မှာလည်းနည်းနည်းပဲပါပါအောင်မယ်နှစ်ကတော့အကုန်ပါမယ် sentence တွေဖတ်နိုင်သွားမယ် short story တွေဖတ်နိုင်သွားမယ်โอเคပြီးလို့ရှိရင်အခုနမမီတွေထင်ကြတယ်တချို့ဆိုလို့ရှိရင်ကျွန်မကလူအများကြီးလည်း ည်းမသိဘူးကျွန်မက assistant အကျယ်လည်းမရှိဘူးထားရင်မိုက်ထားလို့ရရမထားချင်ဘူးဘာလို့ဆိုတော့ကိုကိုယ်တိုင်သင်ရတဲ့ quality ရှိတဲ့ဒါသူများက quality မရှိဘူးပြောတာမဟုတ်ဘူးเนาะကျွန်မကိုကျွန်မခံယူချက်ပြပြတာကိုလုံနိုင်တဲ့လောက်ကလေးပဲကိုလုတ်လုတ်ပြီးတော့ကိုလည်းအကျိုးရှိညာလည်းအကျိုးရှိဝင်းဝင်း theory တွေပဲကျွန်မသွားကြံတာဖြစ်သည့်အတွက်ကြောင့်ဒီမျိုးဒီလိုမျိုးလေးကိုပိုင်မဲ့သင်တာဖြစ်ပါတယ်ရှင်ဒါလေးကတော့เนาะဒါကြောင့်သင်တန်းကြီးကိုသတ်မှတ်တဲ့အခါလဲတခြားသူသင်တန်းကြီးနဲ့ကျွန်မနဲ့သူကျွန်မတူပါလိမ့်မယ်ဘာလို့ဆိုတော့အဲသင်တန်းကာလအနေနဲ့ မမေတို့ကိုဟိုတနေ့ကလည်းပြောတယ်ဖုန်းနဲ့မတင်ဘူးတီအိုတီရဲမချမ်းများလေးစနှစ်တန်တင်တာလားတင်နှင်းကြီးကိုအဲ့ဒါနဲ့နဲတယ်များတယ်နှိုင်းရှင်လို့ရတယ်နဲတယ်များတယ်ငွေကိုပြောတာမဟုတ်ဘူးကိုရရှိနိုင်မယ်ကိုရဲ့အကျိုးကျေးဇူးနဲတယ်များတယ်ဆိုတာပြောချင်တာနော်တင်နှင်းကြီးပမာဏကတော့ဆီယဆီမောက်တွေရဲ့ value လိုက်ပေးတာဖြစ်တယ်တော့ကျွန်မလည်းမသိနိုင်ဘူးအဲ့တော့ကိုလူတိုင်းရဲ့တန်ဖိုးကတော့ကိုကိုကိုသတ်မှတ်လို့ရတယ်ပေါ့နော်ကျွန်မကတော့ကျွန်မတန်ဖိုးကိုသူများသတ်မှတ်တာမကြိုက်ဘူးနော်ကျွန်မငါဒါသူများကိုငါဒါပေးနိုင်တယ်ငါအတွက်ဒါကတော့ဒါကျွန်မရဲ့ value ပဲလို့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်42 letter sound ကိုကျွန်မကပထမဦးဆုံးအစီအကံ step တွေနဲ့သင်ပေးလိုက်တယ်ပြီးသွားတဲ့အခါမှာ ောက်တဲ့ alternative တွေကိုသင်ပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတစ်ပုဒ်မှာ level ဘယ်လိုအကြမ်းမင်းခွဲလို့ရတယ်ကျွန်မခွဲရ level မဟုတ်ဘဲနဲ့ဒီစောက်ထဲမှာခြိတဲ့အတိုင်း output level က jolly level ကိုခွဲပြပေးပါမယ်အဲ့တော့အခုဒီဗီဒီယိုရဲ့အကျိုးရှိရဆိုရင်တခြားသူမိမိတွေကိုမြင်အောင်လည်း share ပေးပါဒီတိရောက်လာခဲ့ပြီဆိုရင်ကျွန်မကိုဒီဗီဒီယိုကို YouTube ကနေတွေ့တယ်ဆိုလို့ရှိရင် VPN link ခံပြီးကြည့်ပေးဖို့နောက်ဒီကနေ request လုပ်ချင်ပါတယ်ရှင်အဲ့ဆိုရင်ကျေးဇူးတင်ပါတယ်ဘာဘာပါ